န္တလေးတိုင်းမြင့်ချက်ခရိုင်မှာမေလ15ရက်မနေ့ပိုင်းကစလို့တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့စုံစုလို့ကြာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီးထိခိုက်ကြဆုံးမှုတွေများပြားနေတယ်လို့ဒေသခံတော်လိုင်းတရေမြစ်တွေကပြောပါတယ်။တိုက်ပွဲအတွင်းအထင်အားတဲ့စုံစုကလေကြောင်းပုံကျဲခုခံလို့တော်လိုင်းရဲဘော်6ဦးကြာဆုံးခဲ့ရပါတယ်။ ြင်းချံတောင်သားနှထိုးကြီးစတဲ့မြို့နယ်တွေကစိုးစုအထိုင်းစကန်တွေကိုမေလ15ရက်ကစပြီးတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကစီးနှံတိုက်ခိုက်နေတာပါနှထိုးကြီးမြို့နယ်ကဝလူးရွာစိုးစုနေမြေရေစကန်နဲ့တရုတ်တဘာဝတံခွေပိုက်လိုင်းဆောင်ကိစကန်နှထိုးကြီးမြို့ပေါ်စတဲ့နေရာတွေမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးနှစ်ဖက်ထိခိုက်ဒေဆုံးတာတွေရှိနေတယ်လို့စိုးစုဝါဒပြန် Telegram Channel တွေမှာရေးသားထားတာတွေ့ရပါတယ် ီးခဲ့တဲ့2024ခုနှစ်ဩဂုတ်လမှာမြင်းကျက်ခရိုင်အထူးစစ်စင် MDSO အဖြစ်ကြေညာပြီးတော်လိုင်းရေးပူပေါင်းတပ်ဖွဲ့တွေကနထိုးကြီးမြင်းချံတောင်သာစတဲ့မြို့နယ်တွေတဲကစုစုထိုင်းစကန်တွေကိုထိုးစစ်စင်တိုက်ခိုက်ရမှာမြို့ပေါ်စုစုအုပ်ချုပ်ရေးရန်ရအများစုရက်ဆိုင်သွားတဲ့အထိတိုက်ခိုက်ထားနိုင်ခဲ့တာပါ။